ရုရှားကကြားဖြတ်ပြစ်ချဖို့မဖြစ်နိုင်ပေနျူကလ িয়ার ထိပ်ဖူးတက်ဆင်လို့ရတဲ့အော့ရှ်နစ်ထုံးချီတွေဖီနီဆွဲလာသူပေးပို့ရင်တန်းဖွင့်ထားတယ်လို့ရုရှားခရီမလီနန်းတော်ကတရင်ထုတ်ပြန်ခဲ့ပါတယ်မိမိတို့ကအဲ့ဒီထုံးချီတွေကိုဖီနီဆွဲလာသူပေးပို့ရေးလမ်းဖွင့်ထားတာဖြစ်ပြီးရင်တုံးကြီးကြောင့်အမေရိကန်အနေနဲ့အခက်အခဲတွေကြုံတွေ့ရလိမ့်မယ်လို့ရုရှားလွှတ်တော်ကာကွယ်ရေးကော်မတီဒုဥက္ကဋ္ဌအလက်စီဆူရေယော့ဖ်ကပြောကြားခဲ့ပါတယ်။ ရုရှားဒါမှမဟုတ်ဘယ်လာရုစ်ကပြစ်လို့မယ်ဆိုရင် Orsnit ဒုံးကြီးတွေဟာဥရောပတိုက်ရှိဘယ်လိုပြစ်မှတ်မျိုးကိုမဆိုဖြစ်ခတ်တိုက်ခိုက်နိုင်တယ်လို့လည်းပြောကြခဲ့ပါတယ်။အဲ့ဒီဒုံးကြီးတွေဟာအာရန်ကောင်းပြီးတမယိုးချထိပ်ဖူးတွေအများကြီးတက်စင်ကတိုက်ခိုက်မယ်ဆိုရင်တော့နျူကလ িয়ার နဲ့တိုက်ခိုက်တယ်လို့ဖြတ်အားပြင်းနိုင်တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကသတိပေးပြောဆိုထားပါတယ်။ကာရီဘီယံပင်လယ်မှာ မီဒီကန်စစ်အင်အားတိုးမြင့်ချထားတဲ့အချိန်ဖီနီဆွေလာသမ္မတမာဒူရိုကပူတင်စီကိုရိုင်းကိုကြဆက်သွဲပြီးစေရေးအကူအညီတောင်းခံခဲ့တယ်လို့ယုံကြည်ရပါတယ်။မူရဲ့စေဝါနှိမ့်နေရေးအကြောင်းပြချက်နဲ့အမေရိကန်ကလွန်ကဲတဲ့စစ်အင်အားအသုံးပြုမှုကိုပြစ်တင်ရှုံချကြောင်းရုရှားနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာဟာရိုဗာက ပြောကြားပါတယ်။ မေဒီကန်တမရဒိုနီထရန်ကမိမိတို့အနေနဲ့ဖီနီဆွဲလာမှာအစိုးရအပြောင်းလဲဖြစ်စေဖို့ကြိုးပမ်းနေတာမဟုတ်ပေမယ့်မာဒူရိုရဲ့တမရယာဒူအချိန်ကန့်သက်ရှိလာပြီလို့ပြောကြားထားပါတယ်